တရုတ်နဲ့ဂျပန်တို့အကြားထိုင်ဝမ်အရေးကြောင်တန်တမန်ရေးရာတင်းမာမှုတွေလျှော့ချော့သူပေကျင်းမှာဆွေးနွေးခဲ့ပြီးမဲ့လည်းပြည်လဲချင်းမရှိသေးပဲတင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်ယခုလအစောပိုင်းကဂျပန်ဝန်ကြီးချုပ်တာကာအီချီဟာထိုင်ဝမ်ကိုတရုတ်ကစစ်ရေးအရာ တိုက်ခိုက်မယ်ဆိုရင်ဂျပန်ရဲ့ရည်တည်ရှင်တန်ရေးကိုထိခိုက်စေတာကြောင့်စစ်ရေးအရာဝန်ဆွတ်မှုနီလန်းကိုဥတီသွားနိုင်တယ်လို့မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကြောင့်တန်တမန်ရေးရာတင်မာမှုတွေဖြစ်ပေါ်ခဲ့ပြီးဂျပန်နိုင်ငံချွာရေးဝန်ကြီးဌာနအာရှနဲ့သမုဒ္ဒရာရေးရာဘျူရိုအကြီးအကဲကာနိုင်းမဆာအာဂီဟာတရုတ်နိုင်ငံချွာရေးဝန်ကြီးဌာနမှာအလားတူတာဝန်ယူထားတဲ့လူချင်းဆောင်နဲ့အင်ကာနေကတွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံရမှာဂျပန်တန်တမန်အနေနဲ့အလွန်နှိတ်ချပြီးဆက်ဆံပေမဲ့တရုတ်တန်တမန်အနေနဲ့ကတော့ကိုဟန်အမှုအေအာရိုင်းပြစွာပြိုနေတာကိုတွေ့ရပါဗျ တရုတ်နိုင်ငံသားတွေဂျပန်တို့ခရီးသွားခြင်းမှာရှောင်ကျဉ်ဖို့အကြံပြုထားတဲ့တရုတ်နိုင်ငံရဲ့လုပ်ဆောင်ချက်ကိုပယ်ချက်ခဲ့ပြီးဂျပန်နိုင်ငံရဲ့လုံခြုံရေးမှာပုံမဆိုးရွားလာတာမရှိဘူးလို့ဆွေးနွေးပွဲများအတွေ့ကာနိုင်မာဆာအကီကပြောပါတယ်။ဝင်းချီချုတ်တာကာအီချီကမှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့အိုဆာကာရှိတရုတ်ကောင်စီဝင်းချုတ်ရွှေကျန်းကဝင်းချီချုတ်ရဲ့နှစ်ပတ်တဲ့ခေါင်းကိုဖြတ်ပစ်မယ်ဆိုပြီးရေးသားထားတဲ့လူမှုမီဒီယာပို့စ်တစ်ခုကိုလည်းကာနိုင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့မီဒီယာတွေနဲ့တွေ့ဆုံပြောဆိုလေမရှိလေတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှနဲ့သမုဒ္ဒရာရေးအာဘျူရိုအကြီးအကဲလူချင်းဆောင်ကအစည်းအဝေးရလကလုံးဝကျေနပ်စရာမရှိဘူးလို့ပြောပါတယ်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်ကလည်းဂျပန်ဝန်ကြီးချုပ်ရဲ့မာယွေးနဲ့မတ်ချက်တို့တရုတ်နိုင်ငံအနေနဲ့ပြက်ပြက်သားသားဆန့်ကျင်ကြောင်းထလောင်ပြောကြားခဲ့ပါတယ်။ ဂျပန်နဲ့တရုတ်အကြားစိုးရင်ပူပန်မှုတွေနဲ့အမြင်ကွဲပြားမှုတွေရှိနေလာကြောင်းအစိုးရနဲ့ပုဂလိကပန်တာနှစ်ခုစလုံးဟာကြဲပြန့်ကြဲနေပေတယ်မှာအချင်းချင်းဆက်သွယ်ဖို့အရေးကြီးတယ်လို့ဂျပန်နိုင်ငံသားရေးဝန်ကြီးမိုတီဂီကပြောပါတယ်